မင်္ဂလာပါတည်နေမီဒီယာကွန်ရဲ့ NNG တည်နေဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စောင်းမားတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်နိုင်ငံတကာနဲ့ဒေသအတွင်းကသတင်းတွေကိုစုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ NNG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုတိုက်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှနားထောင်ရင်လည်းရပါတယ်။ကျမအမီပါ။ ဒီကနေ့သတင်းတွေထဲမှာတော့ကရင်ပြည်မှာစခန်းကြီးတစ်ခုကို KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထပ်ပြီးတော့သိမ်းပိုက်လိုက်ပါတယ်။စစ်ကောင်စီကရခိုင်ပြည်ကြောက်ဖြူမြို့နယ်တဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဇက်တိုက်လုပ်နေတယ်လို့မြေပြင်မှာလည်းတိုက်ပွဲတွေဖြစ်နေကြပါတယ်။အစိုးရချမ်းချမ်းနဲ့ဆက်ဆက်ပြီးတော့ထောက်ပို့လုပ်တယ်လို့ဆွဆွဲခံရတဲ့သူနှစ်ယောက်ဖမ်းဆီးခံလိုက်ရပါတယ်။ ခရိုင်းမီးယားဒေသတွေကတရာကြီးကိုယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ကရေအောက်ဖောက်ခွဲရေးပစ္စည်းတွေတုံးပြီးတော့ဖောက်ခွဲလိုက်ပါတယ်။အတိုက်ခံဒီမိုကရက်တစ်ပါတီခေါင်းဆောင်လီကျဲမြောင်ကရွေးကောက်ပွဲမှာအောင်နိုင်ခဲ့ပြီးတော့သမရအသစ်ဖြစ်လာခဲ့တဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှင်းနေပါတယ်။ခုလိုနိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပေးမှာပါ ကရင်ပြည်မှာစခန်းကြီးတစ်ခုကိုကရင်အမျိုးသားအစည်းအရုံး KNU ပူးပေါင်းတပ်ဖွဲ့တွေကထပ်ပြီးတော့သိမ်းပိုင်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်မြောက်ရီမြို့နယ်တဲကစစ်ကောင်စီရဲ့သေပေါ်ဖို့စခန်းကို KNL ပူးပေါင်းအဖွဲ့တွေကသိမ်းယူလိုက်တာဖြစ်ပါတယ်။ဂျွန်လ3ရက်နေ့မနေ့တုန်းကစခန်းသိမ်းတိုက်ပွဲထဲမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်30ကျော်သေဆုံးခဲ့ပြီးအယောက်80ကျော်ကလက်နက်ချခဲ့တယ်လို့ကရင်ပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြားကနေပဲဒီတင်းယူနိုင်ခဲ့တာဖြစ်ပါတယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဒီပစ်ကူပေးမှုတွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပေါ်ကျပြီးတော့တိုက်ဆုံမှုတွေလည်းရှိခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်သေဘောဘုစခန်းသိန်းတိုက်ပွဲတွေကစစ်တပ်ရဲ့လေကြောင်းပုံကျဲမှုနဲ့ဒီတိုက်ပွဲတွေကြောင့်တော့ဒေသခံပြည်သူ900ကျော်လောက်ဟာထိုင်းနိုင်ငံဘတ်ချန်းကိုထွက်ပြေးခိုးလုနေရပါတယ်သေဘောဘုစစ်ကောင်စီတပ်စခန်းဟာဆိုလို့ရှိရင်ဒီကရင်အမျိုးသားအစည်းအရုံး KNU တမဟာ6ရဲ့အဓိကအရေးပါတဲ့ဝင်ငွေလမ်းကြောင်း gate တစ်ခုဖြစ်ပြီးတော့1990ကျော်လောက်မှာဒီစစ်ကောင်စီကသိမ်းယူပြီးတော့တက်ဆွဲနေထိုင်ခဲ့တာမနေ့ကအချိန်ထိလို့ဆိုရမှာဖြစ်ပါတယ်။မြဝတီဝေါ်လီကာလန့်ကိုဒီစုံမထားတဲ့အရေးပါတဲ့တေဘောပုစခန်းဟာစစ်တပ်ကနှစ်ပေါင်း30ကျော်အကြာထိန်းချုပ်ထားတဲ့စခန်းပဲဖြစ်ပါတယ်။ ရခိုင်တိုက်ပွဲတွေရဲ့ဒီနောက်ဆုံးအခြေအနေလေးကိုပြောပြပါဦးမယ်။အပြည့်ရဲ့တလားထတ်တိုးလိုက်တဲ့စစ်ကောင်စီကရခိုင်ပြည်ကြောက်ဖြူမြို့နယ်တဲကိုဒီလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဇက်တိုက်လုပ်နေတယ်လို့မြေပြင်မှာဆိုလို့ရှိရင်လည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။တညာဝတီရေတပ်ဌာနချုပ်ကနေလက်နက်ကြီးတွေနဲ့နေတိုင်းပစ်နေတာလို့ဒေသခံတွေကပြောပါတယ်။မနေ့ကဆိုလို့ရှိရင်တညာဝတီရေတပ်ဌာနချုပ်ကအင်အား90လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကဝင်လာတာကြောင့်ဒီကတ်တပြေရွာနာမှာအာရခတ်တပ်တော် ီအီနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါရယ် ရခိုင်ဘက်ကလာတဲ့သတင်းတွေရဲ့အဆိုအရတော့ဒီမေလနောက်ဆုံးအပတ်မှာဒီအေအေရဲ့ထိုးစစ်ကကြောက်ဖြူမျိုးနဲ့6မိုင်အကွာက အမှတ်30နဲ့ရဲတိုက်ခတ်ရေးတိုက်ရင်ရဲ့အနည်းဆုံးနေရာနာအထိကိုရောက်နေပြီလို့သိရပါတယ်။နောက်ထပ်တစ်ပုတ်ကတော့ရှမ်းမြောက်ဒေသတွေကတိုက်ပွဲတွေအကြောင်းမှာအပြည့်ရထားတဲ့စစ်ကောင်စီကရှမ်းမြောက်ဒေသထဲမှာရှိတဲ့ကြောင်မဲနောင်ချိုမိုးကုတ်မိုင်းငော့ပြီးတော့မိုင်းလုံးနဲ့မန်တုံမျိုးနယ်တွေတဲကိုလေကြောင်းအပြင် drone နဲ့ဘုံကျဲတိုက်ခိုက်တာပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေက ိုလုပ်ခဲ့ပါတယ် ဒီလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုတွေဒီဘုံကျဲမှုတွေကြောင့်အရတား၈ရောက်သေဆုံးခဲ့ပြီးတော့၁၈ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DNL ကသတင်းထုတ်ပြန်ပါတယ်။နောက်ပြီးတော့ဒီအရတားနေအိမ်တွေလည်းထိမှန်ပျက်စီးခဲ့ပါတယ်။မေလထဲမှာလေကြောင်းတိုက်ခိုက်မှုတွေအပြင်အစိမ့်ငွေဘုံတုံးပြီးတော့ကျဲတာတွေလည်းရှိခဲ့တယ်လို့ DNL ကပြောပါတယ်။အပြစ်ရဲ့ကြေညာထားတဲ့စစ်ကောင်စီကမေလထဲမှာလည်းဒီအရတားတွေနေတဲ့နေရာတွေကိုပိတ်မထားပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အခုဂျွန်လမှာဆိုလို့ရှိရင်လည်းဒီ ်လေချောင်းလက်နက်ကြီးနောက်ပြီးတော့ drone တွေနဲ့ပစ်ခတ်တိုက်ခိုက်နေသလိုရွာတွေအိမ်တွေကိုလည်းမိရှုဖျက်ဆီးမှုတွေလုပ်နေပါတယ်အဆူရောချမ်းချမ်းနဲ့ဆက်ဆက်ပြီးတော့ထောက်ဖို့လုပ်တယ်လို့ဆိုပြီးဆွဆွဲခံရတဲ့သူနှစ်ယောက်ဖမ်းဆီးခံလိုက်ရပါတယ်။အဆူရောချမ်းချမ်းအဲကိုစားပေါ့လေဒီတော်လိုင်းရေးတပ်ဖွဲ့တွေစီကိုကြားခံပြီးတော့ငွေလွှဲပေးနေတယ်ဆိုတော့ဆွဆွဲချက်နဲ့အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ မန်းလေးမြို့ကဒီအမျိုးသမီးတယောက်နဲ့ရန်ကုန်ကအမျိုးသားတယောက်တို့ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။သူတို့နှစ်ယောက်ကချင်းချင်းရဲ့ဒီ online ဈေးရောင်းလုပ်ငန်းကနေနိုင်ငံခြားပစ္စည်းတွေကိုတဆင့်ထပ်ပြီးတော့ဖြန့်ဝေပေးတာနဲ့ဒီငွေကောက်တာတွေကိုလုပ်ပေးနေတယ်ဆိုပြီးတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။သူတို့ကိုတော့မေလနဲ့ဒီ April လတုန်းကဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။သူတို့ကိုဘယ်ပုံမှန်တွေနဲ့အမှုဖွင့်ပြီးတော့တရားစွဲဆိုထားတယ်ဆိုတာကိုတော့စစ်ကောင်စီဘက် ကထုတ်ပြန်လာတာမျိုးမရှိသေးပါဘူးသူတို့နှစ်ယောက်ဟာအပြစ်မရှိဘဲမတရားဆွတ်ဆွဲပြီးတော့ဖမ်းဆီးခံရတာဖြစ်တယ်လို့ချန်ချန်ကပြောဆိုထားပါတယ်နိုင်ငံပြင်ပကို ရောက်နေတဲ့တော်လန်ရေးထောက်ခံသူတွေရဲ့ဒီ online လုပ်ငန်းတွေကိုပြည်တွင်းကနေကူညီမယ်ဆိုရင်ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်တွေနဲ့အရေးယူမယ်ဆိုပြီးတော့စစ်ကောင်စီကတတိပေးထားပါတယ်ရှင် ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြမှာပါ ပြည်သက်တွေအနေနဲ့ခရိုင်းမီးယားကိုတီးကြမယ်လို့ထင်ပါတယ်ခရိုင်းမီးယားဆိုတာကဒီယူကရိန်းနိုင်ငံထဲမှာရှိတဲ့ရုရှားကသိမ်းပိုက်ထားတဲ့နေမြေတစ်ခုပါအဲ့ဒီခရိုင်းမီးယားဒေသကိုရုရှားနိုင်ငံနဲ့ပင်လယ်ကိုဖြတ်ပြီးတော့ဆက်ထားတဲ့ကားလန်ရထားလန်တွေပါတဲ့တံတားကြီးတစ်ခုရှိပါတယ်အဲ့ဒီတံတားကြီးကိုမနေ့ကတော့ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ကရေအောက်ဖောက်ခွဲရေးပစ္စည်းတွေတုံးပြီးတော့ဖောက်ခွဲခဲ့ပါတယ်ဒါဟာယူကရိန်းကိုဒီရုရှားကကျူးကျော်ဆင်ဆင်နွှဲပြီး နောက်ပိုင်းတတိယအကြိမ်မြောက်ဖောက်ခွဲမှုဖြစ်ပါတယ်။ ယူကရိန်းစစ်ဘက်ကတော့အခုဖောက်ခွဲမှုတွေမှာဒီရန်တန်ချင်းကီလိုဂရမ်1100သုံးထားပြီးတော့တရားကြီးရဲ့ရေအောက်အဲထောက်တိုင်တွေကိုပြင်းပြင်းထန်ထန်ပျက်စီးစေခဲ့တယ်လို့ပြောပါတယ်ဒီစစ်စင်ရေးဟာတနေ့ကရုရှားရဲ့ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ဗျူဟာမြောက်လေရင်တွေကိုတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာဆက်လုလာတဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်ယူကရိန်းဘက်ကတော့အခုစစ်စင်ရေးလှုပ်ဖို့လာပေါင်းများစွာအချိန်ယူခဲ့ရတယ်လို့ပြောပါတယ် ။နောက်ထပ်တစ်ပုဒ်ကတော့ဒီတောင်ကိုရီးယားကတည်င်းမှာတောင်ကိုရီးယားရဲ့တည်င်းကိုပြောပြပါမယ်။အတိုက်ခံဒီမိုကရက်တစ်ပါတီရဲ့ခေါင်းဆောင်လီကျဲမြောင်ကရွေးကောက်ပွဲအောင်နိုင်ခဲ့ပြီးတော့သမရအသစ်ဖြစ်လာခဲ့ပါတယ်။ဒီကနေ့ဂျွန်လ၄ရက်နေ့မှာပေါ့လေဒီကိုရီးယားဆန်တော်ချိန်၁၇နှစ်လောက်မှာသမရအသစ်လီကျဲမြောင်ကအကျန်းသစ္စာချိန်ဆခဲ့ပါတယ်။အခမ်းအနားမှာတော့ဂုံပြူတချင်းဆိုတာမျိုးကပြတာမျိုးအမြောက်ပြစ်ဖောက်တာမျိုးတွေမရှိဘဲနဲ့ရိုးရိုးရှင်းရှင်း ်ကျန်းသစ္စာကျင်းစုပွဲလုပ်သွားတာဖြစ်ပါတယ်။သမရအစ်စ်ကအမေရိကန်နဲ့မဟာမိတ်ပြုမှုအပေါ်မှာလက်တွေ့ကျတဲ့နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးသွားမယ်လို့လည်းပြောပါတယ်။ကိုရီးယားမှာရှိတဲ့မြန်မာအတိုက်ခံတွေရဲ့အဆိုအရဆိုရင်အခုသမရဟာပြည်내အုပ်ချုပ်ရေးမှုဘဝထဲမှာကလေးကမြန်မာအရေးကိုထောက်ခံကူညီတဲ့သူဖြစ်တယ်လို့ဆိုပါတယ် အရင်သမရာယွန်းဆွတ်ရိုကတော့ဒီအာနာသိမ့်ဖို့စူးစမ်းရဲဆိုပြီးကိုရီးယားအခြေခံဥပဒေဆိုင်ရာခုံရုံးတရားသူကြီးတွေကဧပြီလအစောပိုင်းမှာကလေးကယာရုကနေဖယ်ရှားခဲ့တာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ပုဒ်ကတော့ဘန်ကောက်ကမြန်မာနိုင်ငံသားတွေအတွက်ပါ ဟိုးရင်ကခွေးတွေဒီကြောင်တွေကိုအိမ်ဆောင်ဖို့ကြွက်ခုတ်ဖို့အတွက်မွေးကြပါတယ်ဒါပေမဲ့အခုခေတ်မှာတော့သားတွေသမီးတွေရဲ့နေရာမှာထားပြီးတော့မွေးမြူလာကြပါတယ်ကိုရီဘယ်ဘဲတော်တော်ဒီတသားမိမိလေးတွေကိုကိုနဲ့အတူခေါ်သွားခြင်းကြပါတယ်ဒါပေမဲ့လူထုပို့ဆောင်ရေးဖြစ်တဲ့ဘတ်ကားတို့နောက်ပြီးတော့ဒီရထားတို့သုံးတဲ့အခါမှာတော့အိမ်မွေးတိရစ္ဆာန်တွေကိုခေါ်သွားဖို့ကတကယ်ကိုမလွယ်ကူခဲ့ပါဘူးအခုတော့တိရစ္ဆာန်ချစ်သူတွေအတွက်တည်ငောင်းလေးပါ ဘန်ကောက်ကယထာလိုင်းဖြစ်တဲ့ဒီ red line မှာတိရစ္ဆာန်လေးတွေကိုဂျွန်လာတရနေ့ကစပြီးတော့အခမဲ့ခေါ်သွားလို့ရမယ့်အချိန်တွေကိုထုတ်ပြန်လိုက်ပါတယ်။တိရစ္ဆာန်လေးတွေကိုမနက်9:00နာရီခွဲနဲ့6:00နာရီခွဲကြားမှာတခါနောက်ပြီးတော့နေခင်ပိုင်းမှာဆိုလို့ရှိရင်10:00နာရီကနေညနေ9:00နာရီအတွင်းမှာတခါညပိုင်း9:00နာရီကနေဒီကောင်12:00နာရီထိတခါ red line ရထားတွေကိုအခမဲ့စီးခွင့်ရမယ်လို့ဆိုပါတယ်။စနေနဲ့ဒီတနင်္ဂနွေနေ့ရုံးပိတ်ရက်တွေမှာတော့မနက်9:00 9နိုင်ခွဲကနေည7နိုင်အထိတနေ့ကုန်ခေါ်သွားလို့ရပါတယ်တဲ့ red line ရထားဟာဆိုလို့ရှင်2မျိုးရှိပြီးတော့ပထမ1မျိုးကတော့ထမဆက်တက်ကတူ ram စစ်ပရဝုံကနေမဟာချိုင်ကိုပြေးဆွဲတဲ့ line နဲ့ဒုတိယ line ကတော့ဒီနတ်ခွန်ပထုံကနေခွားမကိုပြေးတဲ့အဲပြေးဆွဲတဲ့ line တွေဖြစ်ပါတယ်ဆိုတော့ရထားမစည်းခင်မှာတော့ခွေးလေးတွေကြောင်လေးတွေကိုအရင်ဆုံးမှတ်ပုံတင်ဖို့တော့လိုပါတယ်တဲ့ရှင် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေအပြင်နိုင်ငံတကာနဲ့ဒေသတွင်းကသတင်းတွေကိုသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်